တောက်ချနေမွေးသူအားလုံးမင်္ဂလာပါ2025အောက်တိုဘာလ10ရက်နေ့နေ့ခုနှစ်ရက်နေ့တော်တွင်ဟာကောင်းသောကံကြမ္မာလွှမ်းမိုးနေတယ်ရှင်မကျအောင်မြင်မယ်မိကောင်းဆွေကောင်းထောက်ကူရမယ်စုပေါင်းလုပ်ငန်းချိုးပေးမယ်မင်္ဂလာကိစ္စပါဝင်ပတ်သက်ရမယ်ဘေးဒီမေးခြင်းတဲ့အကြောင်းလေးပေါ်လာရင်ဒီစမ်းစမ်းနေဖို့ application ကိုအသုံးပြုပြီးတော့မင်းများလက်ယုံနဲ့ကိုယ်တိုင်ကိုယ်ကျလူတွေ့ လာမီးတဲ့အတွေ့အကြုံမျိုးရရှိအောင်စ조사ပေးထားတယ်။ဒါကြောင့်စံစာနေဖို့ application ကိုယုံကြည်စွာ သုံးချနိုင်ကြောင်းသင်ပြပါမယ်။တရက်နေ့မှာအရာရာကောင်းခြင်းတိုးတက်ခြင်းကိုရ။နှစ်ရက်နေ့မှာမတော်ဆန့်ရဲ့ Q Sam ။သုံးရက်နေ့မှာအရေးပါတဲ့ပြောင်းလဲတဲ့တိုးတက်မှုတွေကိုဖန်တီးနိုင်တယ်။၄ရက်နေ့မှာရပိုင်ခွင့်တွေလက်ဝဲပြန်ရနိုင်တယ်။၅ရက်နေ့ကတော့ အလုံးစုံဆင်ပြေခြင်းတိုးတက်ခြင်းကိုကြော်မယ်6ရက်နေ့မှာအပြိုင်ဆိုင်အားလုံးကိုကြော်ပြီးဘဝတိုးတက်မယ်9ရက်နေ့မှာအရဝင်းနဲ့ဆက်ဆက်မှုကနေကောင်းသောဂျိုးဆက်နဲ့တန်လန်းကိုပေါ်ထွန်းနိုင်တဲ့အနေထားကံကောင်းခြင်းနဲ့တိုးတက်ခြင်းတွေကိုရရှိမဲ့သဘာဝကိုဗန်းဒီကြုံတွေ့ရမှာဖြစ်ပါတယ်3ရက်နေ့ကဒနာသိတိနဲ့ခဆန်းရှင်နေနေဖြစ်တယ်အဲဒီနေ့မှာ မတူညီတဲ့အမျိုးအစားအခြေစိတ်နဲ့စိတ်ကိုဖိုက်စိတ်တဲ့ ထည့်ပြီးတော့ဆောင်းလိုက်ပါလက်ဖွင့်ခြင်းကံကောင်းခြင်းတွေရှိ6ရက်နေ့ကလာပြင်းနေတတိကျောလာပြင်းနေဖြစ်တဲ့အတွက်အကြီးကဲများထံသွားရောက်၍ကတော်ပန်းစင်ခြင်းကတော်ဝပြုခြင်းများဆောင်းရက်ပါတင်းနလာနေနဲ့လာပြင်းနေတိုက်ဆိုင်တဲ့အတွက်အနေကစားကာတာတော်ကိုလည်းရွတ်ဖတ်ခြင်းပြုပေးပါထူးထူးခြားခြားကောင်းခြင်းခံနေရရှိလာပါမယ်ဒီကာလအတော်တွင်မှာတင်းနလာနေအင်္ဂါနေ့ ်ဗုဒ္ဓနဲ့မွေးသူတွေကောင်းကျိုးပေးမယ်တနင်္ဂနွေတောက်ကြမွေးသူများကြောင့်စေနောက်စစ်တွေဖြစ်တတ်ပါတယ်ရှစ်ခုကိုကနန်းနဲ့ကျိုးပေးပါတယ်အနဲ့ရောင်ပြာရဲရောင်နဲ့ပြောင်တွေဝတ်ဆင်သွန်ဆွဲပြီးအလိုရှိရာကိစ္စဆောင်ရွက်ပါအရာဝင်းနဲ့ဆက်ဆက်ပြီးလှုပ်တဲ့လှုပ်တဲ့ရနဲ့ကောင်းသောကျိုးဆက်နဲ့တိုးတက်မှုတွေကိုရရှိကျိုးပေးသွားမှာဖြစ်ပါတယ်လူရာဆန္ဒပြည့်စုံခြင်းများရှိလာပါလိမ့်မယ်ယေရှုတင်ပါတယ်